။သူကအရင်ထွက်ရငယ်ငယ်တော့ကလည်းအလိုပဲလေ။သူကလှတာပေါ့နော်။ငယ်တော့ကလည်းလှကိုရင်းငင်းနေရ။အေးလှတယ်ပေါ့အရင်လှတယ်ပေါ့နော်။တည်ရမလားအကြီးမားတမျိုး။ငင်းရတာမဟုတ်အမလည်းငင်းငင်းတော့ခြေသေးလေးဆိုလည်းအရင်လှထီးဆောင်ရင်တော့မချောက်လုံးဝအောင်နော်။အေးဟုတ်တယ်။အမရဲ့ဟောအမကတည်းက။အမလေးမင်းသမီးလောက်တဲ့အမကခြေလှရခြေသေးလေးလက်သေးလေးကအစားလှတာပေါ့လေအဲ့ဒါနဲ့အမခြေောက်ကလေးကအစားလှအမ ခြေထောက်လေးတွေကအစထီးဆောင်ရင်နေပူမခံဘူးအဲ့ခြေထောက်ခြေထောက်လေးတွေကအစဘီယူဆိုင်တာသူ့ရဲ့ဖေဒီမီတွေကအိုကန်ကောင်းလိုက်တာသမီးတောင်းရှိရဲ့နိုင်ငံတကာနိုင်ငံစီမှာလေအမ်အမ်ပေါ့စီကဘန်ကောက်မှာအကြီးမကြီးက UK မှာအငယ်မကကြာတော့ပြင်သစ်မှာအဲဆိုတော့အဲ့အမေရိကလည်းအလိုပဲဟိုသမီးအိမ်နေလိုက်ဒီသမီးအိမ်နေလိုက်အဲ့လိုမျိုးပေါ့နော်အမေရိကနေအမေရိကဖေရင်နေနဲ့လည်းဘာမှပူစရာမရှိဘူးဒါညီမတော့အောင်တော့အတည်ရမှာအာသူတို့အတွက် စိတ်အေးရတာပေါ့နော် အဲပြီးတော့လည်းအခုဆိုရင်ကြီးရတော့မှဆိုတော့เนาะအလားငယ်ဆုံးလေးကကြီးရတော့မှဆိုတော့မျိုးကပျော်နေပျော်နေရပေါ့ဒီနေ့อ่ะเนาะဒီနေ့อ่ะဒီနေ့อ่ะပထမဆုံးစပြီးတော့တိုက်တန်နေဆိုတော့အကျန်းပေါ့เนาะအကျန်းဆိုတော့ဒါဟိုဘယ်လိုပြောရမလဲကိုယ်စကားသူစကားနောက်ပြီးတော့ကိုယ်တွေလည်းစကားတွေလည်းမရသေးဘူးလीအဲ့တော့ ညှိနှိုင်းတဲ့အစီအစဉ်ပဲရှိပါသေးတယ်ဟုတ်နောက်ပိုင်းနောက်နောက်နောက်ရက်တွေနောက်ရက်တွေဆိုရင်တော့ချောသွားမှာပါကျက်စက်ကြတော့ဟုတ်တယ်เนาะပို့လောက်อ่ะဘာဖြစ်လဲဆိုတော့သူကလေကင်မရာလို့အဲ့လိုဟိုဘယ်လိုပြောမလဲဒီ zoom ရှိတာတို့ဒီလိုအချက်တို့ပါတို့အဲ့လိုပြနေရမဟုတ်ဘူးလေကိုတကိုယ်လုံးအဝေးကနေကြည့်ရတာဆိုတော့ makeup ကစားเนาะပြဆက်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးပို့ရတာပေါ့သူ့ကိုကြည့်ပြီးရီးနေရလေအော်ကိုရီတောင်ရေးရတယ်ဆိုတော့ပရိသတ်ဆိုတော့တဘောဘောနဲ့နေပါဘာဘာလို့လဲဆိုတော့ဒီပြဆက်ရဲ့ သဘောကပို့ပြီးတော့ over acting လုပ်ပြရတယ်ဒါမှသူကအဝေးကလူကလည်းကိုယ်မြင်မှာပေါ့နော်အဲအဲ့ဒီအတွက်ကိုရီးယားနောက်ပြီးတော့ပြဆက်ဟာလည်းရီးရဖို့ပေါ့အဟမ်းရီးတဲ့ဟာတပြဆက်လေးဆိုတော့လေဟုတ်ဟုတ်ဟုတ်မဆက်လေးကပြောလုံနော်ပို့ဖို့လုံနော်ပေါ်တာပြီလားပေါ့စီကိုပြောတာလုံနော်လုံပို့လုံနော်ပို့လုံနော်နဲ့အဲသူမြောက်ပေးတာဟုတ်တယ်ရမ်းကြပြီရမ်းကြပြီပေါ့နော်ရမ်းကြပြီဟိုပေါ့စီလည်းဟို ကလေးဘွားရယ်သူမောရယ်မောရယ်နော်မင်းမီးမလုပ်သေးဘူးသူမောရယ်ကဟုတ်တယ်အာသူရင်မဟုတ်ပေါက်စီရင်မဟုတ်ပေါက်စီကအမလေအမအေးတောင်းနဲ့အရင်ဆုံးတာပေါ့အရင်ဆုံးတာအအမအေးတောင်းပြီးတော့ပေါက်စီအဲအဲ့လိုမျိုးပေါ့နော်သူတို့ညီမညောင်နဲ့အဲ့လိုကိုရင်းနဲ့ခရီးတွေလည်းသွားဘူးတယ်အဲ့လိုပေါ့နော်မော်ရယ်ရှိုးတွေနဲ့နော်အမကဒီကလေးလေးလိုရှင်လောင်းရှင်ပြုတ်လောင်းရလေလေအဲလိုတသားတို့သမီးတို့ရှင်ပြုတ်လောင်းရမှာအမတို့ကလိုက်ခဲ့သေးတယ်အမှတ်မိသေးတယ်အခုအကျန်းကလေးတွေအားလိုကြည့်ရော ဟိုဖုံးမင်းတို့ဘာလို့ဆိုလို့ရှိရင်ជីလာပြီလေကလေးကကိုကုတ်ကောကជីွားရလို့မသိသေးဘူးအဲ့ကလေးတွေတွေ့မှာပဲသူတို့ကသိရမှာအရန်ရိုက်ပြီးတော့ကလေးကတက်ကတူရပါတယ်တက်နေပြီးတော့ငါတော်တော်ជីလာပြီပဲအဲ့တော့မှသတိရရလို့ကလေးတွေတွေ့မှာလေအဲ့လိုပဲအုပ်စီကအဲ့လိုပဲငငယ်လေးတွေကလည်းအဲ့လိုပဲသိလားအဲ့လိုသူကအရန်ချွဲရငငယ်တော့ကလည်းအဲ့လိုပဲလေသူကလှတာဘူးနော်ငယ်တော့ကလည်းလှကိုရင်းငင်းနေရဟဲ့လှတယ်ပေါ့အရန်လှတယ်ပေါ့တော့သိရမလားအကြီးမားတမျိုးငင်းရတာမဟုတ်အမကလည်းငငယ်တော့ခြေသေးလေးဆိုလို့အရန်လှထီးစောင်းနေတော့မှချက်တော့လုံးဝဟုတ်နော်အေးဟုတ်တယ်အမရဲ့ လေးမှတ်ကြည့်စမ်းအမလေးမင်းသမီးလောက်တဲ့အမအချီလှရဲခြေသေးလေးလက်သေးလေးတွေအစားလှတာပေါ့လေအဲ့ဒါနဲ့အမခြေောက်ကလေးရအစားလားအမခြေောက်လေးတွေအစားထီးဆောင်ရင်နေပူမခံဘူးအဲ့ခြေသေးခြေောက်လေးတွေအစားဘီယူဆိုင်တာအော်မင်းသမီးဆိုအဲ့လိုမျိုးပါလားကိုရီးယားနေရတယ်ကြည့်ပြီးတော့အော်အဲ့လိုမျိုးလေးတွေအစားဘီယူဆိုင်ရတာပါကိုရီးယားတခါကြားလို့ချင်းအဲ့တော့ ိုရီးယားကလေးဆိုတော့ဘလို့ဂယူဆိုင်ရမလဲဘလို့နေရထိုင်ရမလဲမသိသေးဘူးဒါပေမဲ့အကြီးကြီးစီကပဲတင်တာပေါ့အမတို့တွေ့ရစီနီယာကြီးစီကတင်တယ်ဆိုအော်လက်သေးခြေသေးလေးချင်းအမဆိုခြေသေးလေးဆိုလက်အဲ့လိုမျိုးလေးနေတော့လေအဲ့လိုမျိုးအထိမခံဘူးဟိုပေါ့ဘယ်လိုပြောမလဲနေရရှင်းအင်းကြီးကလေအများရတယ်လေဟိုပါပေါ့နော်အော်နေပူရန်လေအဲ့လိုမျိုးအသားမဲမာတော့ဗါတော့ဗန်းချောက်သားလေးစီလားအရန်ချောက်သားဆိုအဲ့တင်ရတာသူမှတ်တာဘာလို့လှလဲပေါ့နော်သိရမလားမင်းသမီးကြီးရောလေဘာလို့လှကိုယ်ဆိုရင်အဲ့တော့နေလောင်သိရမလားကလမလို့လဲခေါ်ကန်ရသိရအဲ့လိုမျိုးဆိုကြီးလာမှာအဲ့လို 高荣家楼。 ခုလို social media ရမ်းမရှိသေးတော့လေအဲ့လိုမျိုးဟို skin care ကိုဘယ်လိုလုပ်အောင်လုပ်မလဲဆိုတော့မသိအဲ့တော့အကြီးကြီးစီကပဲသင်ယူရတာပေါ့ကွယ်အဲ့ဒါမှအဲ့လိုမျိုးအမားတို့ဘယ်လိုနေရထိုင်နေဘယ်လို view site တဲ့ဩအဲ့လိုနေကာမတားမလောင်ပါဘူးအဲ့တော့မှငါကကလမလေးမဖြစ်မှာပေါ့ဘယ်သိရမလဲအဲ့လိုမျိုးလေးပေါ့အဲ့ဒါကိုက senior တွေစီကသင်ယူရတဲ့ဟာတွေပေါ့နော်အမြင်ရောနောက်ကြတော့ပြောတာကြတော့အမားတို့အေးညီမလေးဒီလိုလေးလောက်ပါလာတာဒါကတော့အပြောပေါ့နော်ကိုကအမြင်ရလဲသင်ရတာပေါ့ညီမလေးကောင်းတာအောင်ဆိုးတာပေါ့နော်အမြင်ကအရှိတ်လူတွေတိုင်းအခုအခုအခုတော့ဒီမှာအမဒီမှာဒီမှာ ကားရိုင်နေရဆိုတော့သိရမလား character နဲ့ညီအောင်ပုံညံထားတာလည်းပဲအာသူငငယ်တော့ဆိုအမလီဒီလိုမလီကိုရနောက်ကတော့ဟောမိုက်တော့ကွာသိရမလားအဲ့လိုမကြည့်ဘူးဟောပုတ်စီမိုက်တယ်မိုက်တယ်ကိုလုံးလေး body ကရမ်းမိုက်လာတယ်သိရမလားအရက်ကြီးကလည်းရှည်ဘော်ဒီကမိုက်တော့အဲ့လိုသူ့အမရောသူ့ရောလေးသိရမလားဟိုဟာဟိုဘာလဲနှင်းဝီတောင်းကြတော့သိရမလားသူကအသားညွညွနဲ့သူကတပေါက်စီကကြအသက်လက်နဲ့သိရမလားဟာနှစ်ယောက်လုံးကလေးဟောရှယ်ပဲဟော ကိုကငင်းနေခဲ့ရချစ်လဲချစ်တယ်တည်ရမလားသူတို့နဲ့အဲ့လိုပဲရင်းလဲရင်းနေရပေါ့နော် ဆိုတော့အခုချိန်ထီလဲကိုညမလေးကနှာတော့မယ်ကဲသူလဲအလိုပဲလीနော်အာကိုရီဆိုရင်လို့အခုလို့50တွင်းရောက်နေပြီလို့မာလို့ညမလေးလို့40ကျော်လို့အမလေးနှာတော့ရွယ်တင်တော့ကိုလဲကက်တင်နေရတွေ့ရင်တွေ့ရတဲ့အချိန်မှာပညာတော့ဘာပြာယူနေအခုရဲ့ဘဝလေးကတော့ပို့ပြီးတော့အေးချမ်းသွားတာပေါ့နော်ဘာပဲဖြစ်ဖြစ်သူ့အနေနဲ့ဆိုရင်ခုနကဟောဆိုရင်ညီမနှစ်ယောက်ပြောပြကြတယ်အဖေဒီမီဒီယာအစားလာသူ့ရဲ့ဖေဒီမီဒီယာအိုကန်ကောင်းလိုက်တာတမိသောအောင်ရှိရဲ့နိုင်ငံတကာနိုင်ငံစီမာလीအမ် ပေါ့စီကဘန်ကောက်မှာအကြီးမကြီးက UK မှာအငယ်မကကြာတော့ပြင်သစ်မှာအဲဆိုတော့အဲ့အမေရိကလည်းအလိုပဲဟိုသမီးအိမ်နေလိုက်ဒီသမီးအိမ်နေလိုက်အဲ့လိုမျိုးပေါ့နော်အမေရိကနေအမေရိကဖေးနေနေနဲ့လည်းဘာမှပူစရာမရှိဘူးဒါညီမတော့အောင်လောကသိရမှာအာသူတို့အတွက်စိတ်အေးရတာပေါ့နော်အဲပြီးတော့လည်းအခုဆိုရင်ကြီးရတော့မှဆိုတော့နော်အလားငယ်ဆုံးလေးကကြီးရတော့မှဆိုတော့မေတို့ကပြောနေပြောနေရပေါ့